ကယ်ဖြစ်နေတာကရုပ်တဘာဝနံတဘာဝခန္ဓာ၅ပါးအပေါင်းစုပဲတကယ်ဖြစ်နေတာရုပ်တဘာဝအပေါင်းစုတော့ဥစဉ်တော့ယူပတ်ခန္ဓာမတိတတ်တဲ့တဘာဝလို့ခေါ်တာပေါ့ဒီရုပ်တဘာဝကိုဥစဉ်တော့ကဘာအနေနဲ့သိရမှာလဲဆိုတော့ အာယုန်နေနဲ့တည်ရယုတ်တဘာဝတွေကိုဥစဉ်တော်ကမျက်စိပေါင်းပါဆိုရင်အစင်းအာယုန်ယူပါယုန်အယောင် အစင်းအလင်းအနေနဲ့ဥစဉ်တော်ယုတ်တရားကိုတည်ရမယ်နားပေါင်းပါဆိုရင်တော့အတန်အာယုန်နေနဲ့ယုတ်တရားကိုတည်ရမယ်နှာခေါင်းပေါင်းပါဆိုရင်တော့အနံ့အာယုန်နေနဲ့တည်ရမယ် ရှားပေါင်းပါဆိုရင်တော့အရတာအာယုန်နေနဲ့ယုတ်တရားကိုတည်ရမယ်။ကိုယ်ကာယပေါင်းပါဆိုရင်တော့ဦးဇင်းတို့လက်ကြီးလေးပါပေါ့။ပူမှုအေးမှုမာမှုပြောမှုလှုပ်မှုညိမ်မှုအနေနဲ့ယုတ်တရားယုတ်တဘာဝကိုတည်ရမယ်။ဝိပဿနာဆိုဒီမှာဘယ်ဟာရှုရိပ်ဖြစ်တနည်းဆိုတော့သွားဆွဲလန်းနိုင်ရငါးခံရငါးခံတာပေါ့။မှန်စွာရှုရိပ် ဖြစ်တည်းပေါ့။အစွမ်းနဲ့နိုင်ရငါးခန္ဓာဆိုရလဲခန္ဓာ၅ပါးကိုပြောတာပဲ။ဒါနဲ့အဘိဓမ္မာနိယဆိုရင်တော့ကမဆိတ်ဖို့စိတ်တွေကလည်းခန္ဓာ၅ပါးထဲမှာပါတယ်။ဒါပေမဲ့မဆိတ်ဖို့စိတ်ကြတော့ဒေါသပတိမဆိတ်ဒေါသမတိဖို့စိတ်တက္ကရာဂမိမဆိတ်ဖို့စိတ်အနာဂမိမဆိတ်ဖို့စိတ်အရဟတမဆိတ်ဖို့စိတ်ဆိုတာကကြတော့ဝိပဿနာရှုစရာမလိုဘူး။သူတို့သူတို့ကိုယ်၌ကိုယ်ကသာ နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတဲ့စိတ်တွေဆိုတော့သူတို့တက်ပြီးတော့ဝိပဿနာရှုเสียမလိုဘူးကွာအဲဒီစိတ်ကိုဖယ်လိုက်ရင်ကြံတဲ့ယုံနာမှန်တယ်မြခန္ဓာ၅ပါးကြီးပဲဥပါဒဏ်နဲ့ခန္ဓာကြီးပဲဒီတော့အဘိဓမ္မာသဘောအတင်ကြားထားတော့ကိုနားတယ်လို့ပေါ့ဥပါဒဏ်နဲ့ခန္ဓာဆိုတာအိဗေအမားတွေပေါ့လေဖွင့်ထားကြတာပေါ့သူအတန်အားလဲတာဥပါဒဏ်နဲ့ခန္ဓာပဲလေဒါဆိုဒီအတန်ကိုလဲသူကဆွဲသွားနိုင်တာပဲ ခါရလိုက်တာဆိုပြီးတော့အနန်းကလည်းဒါဥပဒေနဲ့ခန္ဓာပဲလေသူကယုတ်တရားကလည်းဥပဒေနဲ့ခန္ဓာထဲမှာပါတာပဲဒါနဲ့ယုတ်တရားကိုဥပဒေနဲ့ခန္ဓာထဲမှာမပါဘူးဆိုပြီးတော့တချို့ယူဆဟောပြောနေကြတာပေါ့အဲယုတ်တရားကိုလည်းဥစဉ်တို့နားလည်ရမယ်ဝိပဿနာရှုအပ်တယ်ပေါ့ဥစဉ်တို့ယာဟုလောဘသာတုတ်တို့အနတ္တလက္ခဏာတုတ်မှာဆိုရင်လည်းဒီယုတ်တရားကိုပဲ ဒါဆက်တမျိုးခွဲကြပြီးတော့ဝိပဿနာရှုဖို့ဒါဘုရားရှင်ကိုယ်တိုင်ပေါ့ဟောထားတာအတိတ်ကဖြစ်ခဲ့တဲ့ပထဝီပစ္စုပန်မှာဖြစ်တဲ့ပထဝီအနာဂတ်မှာဖြစ်တဲ့ပထဝီအတွင်းမှာဖြစ်တဲ့ပထဝီပြင်မှာဖြစ်တဲ့ပထဝီအဲ့ဒါယုတ်တရားတွေပဲလေယူဘခန္ဓာတွေပဲအဝေးမှာဖြစ်တဲ့ပထဝီအနီးမှာဖြစ်တဲ့ပထဝီ အတွဲမှာဖြစ်တဲ့ပထဝီအပြင်မှာဖြစ်တဲ့ပထဝီအာယုံဆိုတဲ့ဒီတိုင်းပဲပေါ့လေအဲ့တော့တိတ်ကဖြစ်ခဲ့တဲ့အစင်းတန်အနက်အရတာဆိုတဲ့အာယုံဒီပြစုပ်ပတ်မှာဖြစ်နေတဲ့အစင်းအတန်အနက်အရတာအထွေထိဆိုတဲ့အာယုံဒီအနာဂတ်မှာဖြစ်မဲ့အစင်းအတန်အနက်အရတာအထွေထိအာယုံဒီအဝေးမှာဖြစ်တဲ့ အစင်းအတန်အနတ်အတွေ့အထိဆိုတဲ့အာယုန်နေအနီးမှာဖြစ်တဲ့အစင်းအတန်အနတ်ရတာအတွေ့အထိဆိုတဲ့အာယုန်ယုတ်တရားတွေဒါရင်နဲ့ပတ်သက်ပြီးတော့မမြဲဘူးလိမ့်စဒါရီကငါပိုင်ငါဆိုင်မဟုတ်ဘူးပိုင်ဆိုင်လို့မရဘူးအနတ္တပေါ့ဒါရီကမမြဲတဲ့အတွက်ချမ်းသာစင်မဟုတ်ဘူးဒုက္ခပေါ့အိဋ္ဌဒုက္ခအနတ္တရှုရမယ်ဆိုတာကိုဒါတင်ကြားထားတာပေါ့ ဝိရဏရှုဖို့ဆိုရင်ဥစဉ်တော့ယုတ်တရားနဲ့ပတ်သက်ပြီးတော့လေဒီယုတ်တရားကိုအာယုံ6ပါးအဖြစ်ပေါ့ဒါရ6ပါးမှာလာပြီးတော့တိုက်တဲ့ပေါ့ဒီကယုတ်တရားဆိုရင်လည်းလုံးထွေးပြီးတော့ပေါ့ဒါခန္ဓာကိုယ်ကြီးကယုတ်ပဲအရာဝိတုတွေကယုတ်တရားပဲဒီလိုပြောတာပါမဟုတ်ဘူးလေအဲ့ဒီ ရာဝတုပဲဆိုရင်တော့မြင်လိုက်ရင်တော့ယူပါယုဆိုတဲ့ယုတ်ပဲအညာရှင်းပြလို့ပါမိချောင်းကိုပြထားတယ်မြင်လိုက်ရင်အစင်းယုတ်ပဲသွားပြီးတော့ထိလိုက်ရင် ပူတယ်အေးတယ်မာတယ်ပြော့တယ်ဆိုရင်ဒါဖောတပါယုဆိုတဲ့ယုတ်ပဲမြင်ရတဲ့အစင်းယုတ်နဲ့တွေးထိလိုက်တဲ့ယုတ်ကမတူဘူးဒီယုတ်ကအနှံ့နေရတယ်ဆိုရင်ဒါနောက်တစ်ယုတ်ပဲ ဦးဇင်းကမြင်လာလဲဒီယုတ်တွေးထီလိုက်ရင်လဲဒီယုတ်နန်းထွက်လာရင်လဲဒီယုတ်ပဲလို့ထင်နေတယ်အဟင်းစားလိုက်ရင်လဲဥမာပဲဟင်းပဲဆိုတာဆိုမြင်လိုက်ရင်တော့အဝါရောင်လေးတွေ့ရမှာပဲအဝါရောင်ကမချိုဘူးပေါ့မြင်လိုက်တာအစင်းယုတ်မြင်ယုံနဲ့မချိုဘူးသူကရှားပေါ်တင်လိုက်တော့မှဒီပဲဟင်းကြိုလေးကချိုလိုက်တာဆိုတော့ချိုတော့အရသာယုတ်ဖြစ်သွားပြီ ဒါပေမဲ့ရှားပေါ်မှာအရာသာဆိုတဲ့အာယုံပေါ့အာယုံယုတ်အရာသာအာယုံယုတ်ကိုမခံစားရခင် ပူတာလေးကိုအရင်ခံစားမိတယ်ဆိုရင်ပူတာဆိုရင်သူကပေါ်တတ်ပါယုံယုတ်ဖြစ်သွားပြီယုတ်ချင်းမတူ မြင်တာကအစင်းယုတ်အင်းယုတ်ပေါ်မှာ ပူတာလေးကိုခံစားမိရင်ပူတာကကြတော့ပေါ်တတ်ပါယုံယုတ်အတွေ့အထိယုတ်ပေါ့ချိုတယ်ဆက်တယ်ဆိုရင်အရာသာအာယုံယုတ်အင်းယုတ်လေးကအနံ့ရတယ်ဆိုရင် တကန်းသာယုံဆိုတဲ့ယုတ်ပေါ့ယုတ်တရားတွေကမတူဘူးမတူဘူးဆိုတာမြင်တဲ့အခိုက်ပူသွားတဲ့အခိုက်ချိုးတယ်လို့ခံစားတဲ့အခိုက်အနံ့ရတဲ့အခိုက်ဒီယုတ်ဒီယုတ်တိုင်းရှိတာမဟုတ်ဘူးသူကယုတ်ကိုနားလည်ရင်လည်းဒီလိုနားလည်ရမှာလေဥစဉ်တော့ခန္ဓာကိုယ်ကြီးကယုတ်ပဲဆိုပြီးတော့ဒီခန္ဓာကိုယ်ကြီးကမြင်တော့လေဒီယုတ်ကြီးပဲသွားထီတော့လေဒီယုတ်ကြီးပဲ ပူတော့လေဒီယုတ်ကြီးကပူနေတာပဲဆိုတော့အဲ့ဒါကဒီယုတ်ဒီယုတ်နေနဲ့အခိုင်မာယူထားတယ်တတတဒိဋ္ဌိပေါ့ဖြစ်နေတယ်။အယုတ်ဒီယားနဲ့ပတ်သက်ပြီးတော့လေနားလည်မှုမှန်မှပေါ့ဝိပဿနာရှုတယ်လို့ဆိုတဲ့အတိတ္တိပေါ့ဖြစ်လာမှာပေါ့။အယုတ်ဒီယားနဲ့ပတ်သက်ပြီးတော့နားလည်ရမှာဖြစ်လို့နန္တရားနဲ့ပတ်သက်ပြီးတော့လေဥစဉ်တို့နားလည်ရမယ်ပေါ့ နန္တရားဆိုရင်လည်းဥစဉ်တော့စိတ်တစိတ်လို့ထင်နေတယ်နန္တရားဆိုပါလေတိတတ်တဲ့သဘောပေါ်အနန္တရားပေါ့မမတိတတ်တဲ့သဘောဆိုတာနန္တရား၄မျိုးတည်းကတစ်မျိုးပဲပေါ့ဒါအလွယ်နားလည်အောင်ပေါ်ပြလိုက်တာပဲမမတော့နန္တရားဆိုရင်၄မျိုး၄စာရှိတယ်လို့နားလည်ရမယ်အာယုံကိုတိတဲ့သဘောဝါ အာယုံကိုခံစားတဲ့တဘာဝအာယုံကိုကောင်းတယ်ဆိုးတယ်ဆိုပြီးတော့ဆုံးဖြတ်တတ်မှတ်နေတဲ့တဘာဝအာယုံနဲ့ပတ်သက်ပြီးတော့လူကျင်စရာရကျင်စရာဆိုပြီးတော့လူကျင်ရကျင်နေတဲ့စိတ်စော်တိုက်တွန်းတဲ့တဘာဝဆိုပြီးတော့တဘာဝ၄မျိုးရှိတယ်။ဒါပေမဲ့ဥစဉ်က၄မျိုးမကွဲဘူးဖြစ်နေတယ်။အတိတာလည်းဒီစိတ်ကပဲတိတာခံစားတာလည်းဒီစိတ်ကပဲခံစားတာ။ အကောင်းဆုံးလုံနေတယ်ဆိုတာလေဒီစိတ်ကပဲလုံနေတာလိုချင်တယ်ရချင်တယ်ဆိုလေဒီစိတ်ကပဲဖြစ်နေတာအဲ့လိုထင်နေတယ်ဒါဆိုရင်လွဲသွားပြီမှားသွားပြီမတည်ရင်သူကဝိညာဉ်နဲ့ခံတာအော်ဒီအယုံကိုဦးစင်ပြောနေတယ်ဆိုရင်ဦးစင်ကကြားတိနေတယ်သူကကြားတိတာကတော့ဝိညာဉ်နဲ့ခံတာတိတဲ့သဘောပေါ့ဦးစင်ဘေးနားမှာဆိုရင်ဒါခွေးတွေလည်းရှိတယ်ခွေးတွေလည်းတကယ်ကြားတယ်ကြားတိတာ ်ဝိညာဉ်နဲ့ခန္ဓာဖြစ်တာချင်းကြာတိတာချင်းကြတော့တူတူပဲအဲ့မဲ့တင်ညာပေါ့အတိဘယ်ကောက်တာချင်းကြတော့မတူတော့ဘူးဒါဥစဉ်တို့ယောဂီတွေအခုဒါပါတော့15ရက်လောက်ထိုင်နေတယ်ဆိုရင်လည်းသူကတရားမှန်းတော့သိကြတယ်ဒါပေမဲ့ဒီပြောတဲ့အတန်ဒီပေါ်မှာပေါ့ဆိုလိုရင်းကိုအတိဘယ်ကောက်တာတရားလဲတရားမတူဘူးဒါကြောင့်မတရားလဲတရားတရားနားလဲပုံချင်းလည်းမတူဘူးဒီတရားသဘောကိုတူတူနားတဲ့နားထောင်ကြတာပဲဒါပေမဲ့ ရောင်းနေတယောက်နားလေပုံကြီးမတူအဲ့ဒါဘာကြောင့်လဲဆိုတော့တင်ညာပေါ့တင်ညာရဲ့ဘာသာပြန်တာပေါ့တင်ညာဆိုတာကောင်းနေဆိုးတယ်ဒီတန်ရဲ့အဓိပ္ပာယ်ကဘာလို့ဆိုလိုတာပဲဆိုတာတွေကတင်ညာကလောက်တာတော့အဓိပ္ပာယ်ပေါ်နေပြီဘာသာပြန်နေပြီဆိုရင်တော့တင်ညာကလောက်တာဖြစ်တာတော့ကြားတိတာကနံခန္ဓာတစ်မျိုးကြပြီးတော့မှဒီတန်ဟာဘာအသေးပဲပဲငါ့ကိုဆောင်းပြောတာပဲဆိုတော့အဲ့ဒါဆိုရင်သူကနောက်နန္တရားတစ်မျိုးပြောင်းသွားပြီ စားထိုးသွားပြီဒီလိုနားလဲရစားလို့ဆိုရင်တော့တင်ညာပေါ့တို့သူပဲပေါ့ဒီတန်နဲ့ပတ်သက်ပြီးတော့ဟာကောင်းလိုက်တာနှစ်သက်စရာပဲအတန်မိုးရှိတယ်စသည်ဖြင့်ပေါ့လေခံစားပြီဆိုရင်ဒါနောက်နန္တရားတစ်မျိုးဖြစ်သွားပြီနောက်စိတ်တစ်မျိုးပေါ့ဖြစ်သွားပြီဝေဒနာလို့ခေါ်တယ်တော့ကြားသီးတာကဒီကရတော့ပထမစိတ်ပေါ့ရှေးစိတ်ပေါ့ကြားတဲ့ပုံမှာဗာဒိဗေပဲဗာဟုဆိုတာပဲ ဘာဝနာပဲစူတာပဲဒီလိုမှတ်ယူလိုက်တာကနောက်တစ်စိတ်ပေါ့နောက်နန္တဘာဝတစ်ခုပေါ့ပညာဆိုတဲ့နန္တဘာဝဒုမတစဉ်ဒီတံပေါ်မှာနှစ်တက်တဲ့အနေနဲ့ပေါ့ပီတိဖြစ်တဲ့အနေနဲ့ခံစားမယ်ဒါဆိုရင်သူကဝေဒနာဖြစ်သွားတယ်နောက်နန္တဘာဝတစ်မျိုးဖြစ်သွားပြီဒုမတစဉ်ဒီတံကိုဆက်ပြီးတော့ ကြားရအောင်ဆက်ပြီးတော့တိအောင်ဆိုပြီးတော့ပေါ့လေဆက်ပြီးတော့မှအာအာထုတ်တဲ့ဘောပေါ့ဆက်ပြီးတော့ကြားရအောင်အာအာဆိုင်မယ်အာထုတ်မယ်ဆက်ပြီးတော့ဆေးစော်တိုက်တွန်းမယ်ပေါ့ဆက်ပြီးတော့နားထောင်ရအောင်လုပ်မယ်စသည်ဖြင့်ပေါ့လေဒါဆိုရင်သူကစေရနာဆိုတဲ့နောက်ထပ်နန္တရားဖြစ်သွားပြီပေါ့စေရနာဆိုတာဆေးစော်တိုက်တွန်းတဲ့ဘောပေါ့ ဒနာဆိုတာကဦးဇင်းတို့အလုတ်တွေထားလို့မှဘာကံဝစီကံမြောက်မှစေတနာမဟုတ်ဘူးပေါ့သူအာယုံဆိုင်နေတယ်ကြားဖို့နားထောင်အားဖို့စိတ်စော်တိုက်တွန်းနေတယ်ဆိုတာလည်းနန္တရားပဲဇာလူဆိုရင်တော့ဦးဇင်းတို့တင်ခါရခန္ဓာလို့ခေါ်တယ်အဲ့ဒီခန္ဓာ၅ပါးဟာဦးဇင်းတို့ဝေဒနာရှုရမယ့်ခန္ဓာပဲဝေဒနာရှုရဲဆိုတာဓာရီနဲ့ပတ်သက်ပြီးတော့ပေါ့ငါမဟုတ်ဘူး ငါပိုင်ငါဆိုင်မဟုတ်ဘူးဒီအာယုန်ရဲ့ द्वार တိုက်တော့မှာပေါ့သူတော်သူဆောင်ပြီးတော့မရှိရကနေဖြစ်ပေါ်လာတဲ့စွန့်ရင်တတိသဘောခန္ဓာလေးတွေပဲတဘာဝတရားလေးတွေပဲလို့နားလဲတာအဲ့ဒါဝိပဿနာပေါ့ဝိပဿနာဆိုတာသူ့ရဲ့အဖြစ်မှန်ကိုသိတာပေါ့ဒီတော့စိတ်ကိုသိတယ်ဆိုရင်မငါးစိတ်အနေနဲ့သိနေတာစိတ်ကိုသိတယ်ဆိုရင်စိတ်တစ်စိတ်ကိုတဏှာမှာရှိတယ်ဆိုပြီးတော့မှ အထင်မှားကြီးနဲ့တည်နေတာစိတ်ကိုတည်တယ်ဆိုပေမဲ့ဥစဉ်တော့ဒီစိတ်ကပဲတည်တယ်ဒီစိတ်ကပဲခံစားတယ်ဒီစိတ်ကပဲမှတ်သားတယ်ဆိုတဲ့ပေါ့စိတ်တစ်စိတ်ကို source တစ်ခုအနေနဲ့ပေါ့ဒီစိတ်ကပဲအကုန်လုံးနေတယ်ဆိုတဲ့အထင်မှားကြီးနဲ့တည်နေတာမမစိတ်တစ်စိတ်ကအကုန်လုံးနေတာမဟုတ်ဘူးတည်တယ်ဆိုရင်ဒါဝိညာဉ်နဲ့ခံတာတည်တာကစိတ်ပေါ့ခံစားတာကျတော့စိတ်မဟုတ်တော့ဘူးဝေဒနာဖြစ်သွားပြီအကောင်းဆုံးဆုံးဖြတ်တာဆိုရင်လည်း စိတ်မဟုတ်တော့ဘူးဒါဆိုရင်တင်ညာဖြစ်သွားပြီအကောင်းဆုံးတတ်မှတ်တယ်ဆုံးဖြတ်တယ်အတိပဲပေါ်တယ်တင်ညာဖြစ်သွားပြီအာယုန်နဲ့ပတ်သက်ပြီးတော့လူကျင်နေရကျင်နေဆိုရင်အဲ့ဒါစိတ်ကလူကျင်တာမဟုတ်ဘူးစေရနာကတိုက်တွန်းတာနှိုးဆော်တာအယုဒ္ဓဘာဝနန္ဒဘာဝတွေနဲ့ပတ်သက်ပြီးတော့ပေါ့ဒီတဘာဝတွေကရှိနေတာမဟုတ်ဘူးအခိုင်အမာအနေနဲ့ပေါ့ငါးစိတ်အနေနဲ့ငါးဝေဒနာအနေနဲ့ငါးယုတ်အနေနဲ့အခိုင်အမာရှိနေတာမဟုတ်ဘူး ီယုတ်တိနန်ဒီစိတ်တိဆိုတာတွေဟာအာယုန်နဲ့ द्वार တိုက်တော့မှာပေါ့ဒါမို့လေကံစိတ်ဥရုအဟာရဆိုတဲ့အကြောင်းတရား၄ပါးထောက်ပံ့တော့မှာပရိစ္ဆာသမုပ္ပါမှာဆိုရင်တော့အဝိဇ္ဇာတင်္ခါရပေါ့အာယုန် द्वार ပေါ့အဲ့ဒီအကြောင်းတရားတွေပေါင်းစုံတော့မှာထောက်ပံ့တော့မှာဒီယုတ်တိစိတ်တိဝေဒနာတွေတင်ညာတွေဟာသူတဘောသူဆောင်ပြီးတော့မရှိရကနေဖြစ်ပေါ်လာတယ်လို့နားလည်ပေးတာသဘောပေါက်ပေးတာအဲ့ဒါဝိပဿနာရှုတာပဲလို့နားလည်ရ